နိုင်ငံခြားမှရှိတဲ့သားသမီးတွေက ိမ်မှာရှိတဲ့မိဘကိုပတ်ဆက်ပို့ချင်တယ်ဆိုရင်ပုံမှန်အဖြစ်ဘန်တွေကိုအသုံးပြုရပါတယ်ဒါပေမဲ့နိုင်ငံမတူဘဲငွေလွဲတာကြောင့်ဈာမအနည်းဆုံးတစ်ပတ်နဲ့ပတ်လောက်တော့ကြာတတ်ပါတယ်အရေးကြီးကိစ္စတစ်ခုခုကြောင့်ချစ်ချစ်ရမအစီပြေမယ်ဆိုရင်ဘလို့လောက်ကြမလဲပေါ့နော်ဒီနေ့ခင်မငွေလွဲတာကမြဲမြဲဆက်ဆက်နဲ့လွယ်လွယ်ကူကူဖြစ်ဖို့ကအရေးကြီးပါတယ်ဒါပေမဲ့လည်းအခုလိုခင်မိတဲ့နည်းပညာတွေနဲ့ဘန်နာရေးဝေါ်ဆောင်မှုတွေကိုပိုမိုလွယ်ကူစေမဲ့ဖြည့်ရှင်တွေကို Binance Launchpad ကနေအသေးမိတ်ဆင်လိုက်တဲ့ Human Finance က ကူညီပေးမှာဖြစ်ပါတယ်။ Human Finance ကကမ္ဘာတဝန်းကလူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ပုံမလွယ်ကူပြီးမြန်ဆန်တဲ့ဗန်ဒါရေးဝါဆောင်မှုတွေပေးနိုင်ဖို့ရည်ရွယ်ထားတဲ့စံသစ်တဲ့ platform တစ်ခုဖြစ်ပါတယ်။ဒီ Human Finance က PayFi လို့ခေါ်တဲ့ PayMe Finances ရဲ့စံသစ်တဲ့နည်းပညာတစ်ခုဖြစ်ပြီးတော့ကမ္ဘာတဝန်းကငွေပေးချေမှုတွေကို24နာရီကာလပတ်လုံးပိတ်ရမရှိမြဲမြဲဆက်ဆက်နဲ့လှုပ်လှုပ်ကြုံကြုံနဲ့ကူညီပေးနိုင်မယ်လို့ဆိုထားပါတယ်။ဒီနည်းပညာက နိုင်ငံတကာကုန်သွယ်မှုတွေအကျွေးကတ်တွေမတူတဲ့နိုင်ငံတွေမှာရှိတဲ့အဖွဲ့အစည်းတွေကပနီကြီးတွေရဲ့ transition တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါတွေကို blockchain နည်းပညာနဲ့ stable coin တွေဖြစ်တဲ့ UADC လိုမျိုးကိုအသုံးပြုထားပြီးတော့လှုပ်ဆောင်ထားတာပါ Huma Finance ကပုံမှန်အသုံးပြုနေတဲ့ traditional battery စနစ်ရဲ့အားနည်းချက်တွေကိုပိုကောင်းတဲ့ဤပညာနဲ့ဖြည့်ရှင်းပေးမှာဖြစ်ပါတယ်ဆိုလိုတာကရင်းနဲ့ချီအကြကြီးစောင့်နေရတဲ့ငွေလွဲစနစ်တွေကောက်ချက်စီးရဲ့များတဲ့ဝါဆောင်မှုတွေကိုဆက်သစ်တဲ့ဤပညာနဲ့ပြောင်းလဲပြီးတော့ပုံမှန်မြန်ဆန်သစ်တာပြီးလူသားအတွက်အစီအပေးတဲ့စနစ်ကိုဖန်တီးပေးနေတာလည်းဖြစ်ပါတယ် Huma Finance ကဆိုလာနာဘလော့ချ်ပေါ်မှာတိဆောက်ထားတာဖြစ်ပြီးတော့ဆိုလာနာရဲ့လျှင်စည်းလို့မြေဆန်တဲ့လှုပ်ဆောင်ချက်တွေနဲ့အတူကုတ်ကျဲစီရဲ့တည်တံမှုတွေကြောင့်ဒီလိုငွေပေးချေမှုတွေအတွေ့ပိုအဆင်ပြေပါတယ်။ပြီးတော့ Strike, Shopify, PayPal တို့လို company အကြီးတွေနဲ့လည်းပူးပေါင်းထားတော့လူအများရဲ့ယုံကြည်စိတ်ချရမှုကပိုမြင့်တယ်လို့ပြောလို့ရပါတယ်။ဒါအပြင် USDT ကိုထုတ်တာတဲ့ Second Company တို့ Stellar တို့စတဲ့ company အကြီးကြီးတွေက ချိုးထောင်းတော့ကဲပြုထားပါတယ်လို့သူ့ရဲ့ website မှာဖော်ပြထားပါတယ်အခြေချုပ်ပြောရမယ်ဆိုရင် Human Finance ကနိုင်ငံတွေကြားမှာငွေပေးချင်မှုတွေကိုမြန်ဆန်ပြီးလှုပ်ချုပ်စိတ်ကြစွာလှုပ်ဆောင်နိုင်ဖို့စက်သေးတဲ့နည်းပညာနဲ့အခွင့်အလမ်းတွေဖန်တီးပေးတဲ့ platform တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဘန်နာရဲ့ဝါဆောင်မှုတွေကိုအသုံးပြုတဲ့အခါမှာတေချာလိလပြီးမှအသုံးပြုတတ်ပါတယ် Humor Finance မှာ Humor ဆိုတဲ့ကိုပိုင်တုတ်ကိရှိပြီးတော့ Binance Launch Pool ကနေ Airdrop ယူလို့ရပါတယ်။ညီကိုတို့အနေနဲ့ Airdrop လုပ်မယ်ဆိုရင် Binance တဲကိုဝေပြီးတော့ညာဖက်မှာရှိတဲ့ Mogo နေပေးပါ။ Common Fashion ရဲ့အောက်က Launch Pool ကိုနေပေးပါ။ Launch Pool Secret ကို ရောက်လာပြီဆိုရင်အပေါ်ဆုံးမှာ Humor Finance ကိုတွေ့ရပါလိမ့်မယ်။ Airdrop ယူဖို့အတွက်ကအကောက်ထဲမှာ BAB, UADC, FTUSD တွေထဲကတခုခုရှိတိုင်းရပါတယ်။ BAB နဲ့ Android Fan ပဲဆိုရင်60%ပါစေရမှာဖြစ်ပြီးတော့ UADC နဲ့ FTUSD အတွဲက30%ပါစေစီပါ BAB ကိုအရင်ကတည်းကအန်ထက်မှာ Flexi ပဲဒါမှမဟုတ် Lock အနေနဲ့လောက်ထားတဲ့သူတွေကဘာမှထက်လို့ဆရာမလိုပဲနဲ့ဒီတိုင်းထားလို့ရပါတယ် UADC နဲ့လောက်ကျင်နေဆိုရင်အောက်က Lock မျိုးကိုနှိပ်ပေးပါ UADC ကိုရွေးပါ wallet ထဲမှာရှိတာအကုတ်ထည့်မယ်ဆိုရင် mask ကိုနှိပ်ပြီး confirm ကိုနှိပ်ပြီးပါ စာဆယ်ဖူးလီလို့ပေါ်လာပြီဆိုရင်ရပါပြီ FTUSD နဲ့လောက်ကျင်နေဆိုရင်အောက်က lock mode ကိုနှိပ်ပေးပါ FTUSD ကိုရွေးပါ wallet ထဲမှာရှိတာအကုတ်ထည့်မယ်ဆိုရင် mask ကိုနှိပ်ပြီး call fan ကိုနှိပ်ပေးပါစာဆယ်ဖူးလီလို့ပေါ်လာပြီဆိုရင်ရပါပြီသူ့ရဲ့အကြောင်းအသေးစိတ်သိကျင်နေဆိုရင် human fine နေဆိုတဲ့စာတန်းကိုနှိပ်ကြည့်ပါ တကယ်လို့လောက်ချပူမပြီးခင်မှာ FTUSD ပဲဖြစ်ဖြစ်တခုခုပေါ့နော်ပြန်ထုတ်ကျင်နေဆိုရင် unlock ကိုနှိပ်ပြီးတော့ချက်ချင်းပြန်ထုတ်လို့ရပါတယ် Fanta နဲ့ AirDrop Token တွေကအချိန်နဲ့အမျှသူ့ဘာသာသူ အလိုလျောက်တိုးနေမှာပါဒါကို claim မလုပ်ဘဲနဲ့ဒီတိုင်းပြစ်ထားရင်လည်းရပါတယ်။ Launch ပူပြီးသွားပြီဆိုရင် Spot Wallet ထဲကို Token တွေကသူ့ဘာသာသူရလာပါလိမ့်မယ်။ Human Finance ရဲ့နေတိတုတ်ကီက Human ဖြစ်ပါတယ်။ Total Supply က10ဘီလီယံရှိပြီးတော့ Launch Pool အတွက်က950ဘီလီယံကို Airdrop ပေးသွားမယ်လို့သိရပါတယ်။ဈေးကွက်ထဲမှာလက်ပတ်မဲ့စကူလေးတိ Supply ကတိတသမခေါ်ဘီလီယံကျော်ကျော်လေးဖြစ်ပါတယ်။ဆိုတော့ညီကိုတို့အနေနဲ့ Airdrop ဘယ်လောက်ရမယ်လို့ထင်လဲ Comment မှာရေးခဲ့ပေးပါအောင်။ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက Education Purpose အတွက်ပဲဖြစ်တာကြောင့် Crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ ကိုတိုင်လေးလာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်အခုလို launch pool ကနေ airdrop ရချင်တယ်ဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်ဒီ video ကဒီကိုတို့အတွင်းအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်ထပ်ဒီလိုမျိုး video တွေအများကြီးလောက်အောင်ဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော် နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ